Hello အားလုံးမင်္ဂလာပါ United ရှီဝူကနေကြိုဆိုပါရစေ။ဒီနေ့မနေ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ဒီအကြောင်းကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ညကကျွန်တော်ဒီ watch down တွေပါလေလောက်ထားတယ်ဆိုတော့ဒီနေ့မနေ့တော့ကျွန်တော် live မသွားပြဘူးပေါ့နော်။အဲ့ဒီ video တွေလောက်ပြီးတာနဲ့တခါတည်းကျွန်တော်လောက်ထားတာ။ဆိုတော့ United နဲ့ပတ်သက်တဲ့ကျွန်တော်ဒါအကြောင်းလေးတွေကိုကျွန်တော်စပြောရရင်ဂိုးသူမဖြစ်တဲ့ Donnarumma နဲ့ပတ်သက်တဲ့အကြောင်းကိုရှင်းလင်းပြောအောင်။ Manchester United က PSG ရဲ့ဂိုးသမားဖြစ်သူ Donnarumma ကိုခေါ်ဖို့အတွက်စိတ်ဝင်စားမှုတွေရှိလာတယ်ပေါ့။ ကစားမရဲ့ဘက်ကလည်းအင်္ဂလန်ကိုပြောင်းရွှေ့ဖို့စန္ဒရှိနေကြောင်းသူ့ရဲ့နိုင်ငံအသင်းပေါ်တွေကိုပြောကြားခဲ့တာမျိုးရှိတယ်ပေါ့နော်။ဒနရူမာကတော့ Manchester United နီတူ Manchester City အသင်းရဲ့ဘက်ကလည်းစိတ်ဝင်စားနေတယ်ဆိုပြီးတော့ပြင်သစ်အောက်လက်တစ်ခုပြည့်တဲ့ Lekip ကနေပြီးတော့ကျွန်တော်တို့ကဖော်ပြထားတယ်။ဆိုတော့ဒနရူမာနဲ့ပတ်သက်တဲ့သတင်းကဘယ်လိုပြောရမလဲ။နံပါတ်1အနေနဲ့ပေါ့နော်။နံပါတ်1အနေနဲ့သူ PSG ကနေပြောင်းကျင်သလားပေါ့။ဒါကိုကျွန်တော်တို့အရင်ဆုံးပြောကြည့်အောင်။ကျွန်တော်ကတော့ပြောင်းကျင်တယ်လို့ထင်တယ်။ PSG ကနေပြီးတော့လေ။ တခုပဲမပြောင်းကျင်တဲ့အကြောင်းရင်းရှိမှာအဲ့ဒါဟာလောက်ခလာစားပဲလက်ရှိဒွန်နရူမာ PSG မှာလောက်ခလာစားဘလောက်သူရနေတယ်လဲတော့မသိဘူးဒါပေမဲ့လို့ PSG လို့အသင်းမျိုးမှာသူနေတယ်ဆိုကြဲကပေါ့နော်လောက်ခလာစားဟာအင်မတန်များမှာဒါအပြင်သူ AC Milan မလား AC Milan ကနေပြောင်းတော့ကလည်းသူအလွတ်နဲ့လာမသူပြောင်းတာဆိုအလွတ်နဲ့ရမယ့်ကစားမတွေဆိုလို့ရှိရင်အမြဲတမ်းဒီပါလောက်ခလာစားကြီးကျွန်တော်တို့ပေါ့နော်ကောင်းကောင်းပေးရလေးရှိတယ်ဒါကြောင့်ကျွန်တော်ကတော့ တနရူးမအနေနဲ့လောက်ခလာစာများလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ United မှာမဟုတ်ဘူးတခြားဘဲကလပ်အသင်းပဲဖြစ်ဖြစ်ဥရောပအသင်းတွေမှာ PSG ပေးတယ်လို့လောက်ခလာစာကိုညံ့များရဖို့ကပေါ့နော်။သူ့အတွက်အင်မတန်ခဲရင်းနေဆိုတော့လာစာတွေကန်တာဘက်ကကြည်ရင်တနရူးမကို ခေါ်ဖို့ဟာအသင်းအတွက်အင်မတန်ခဲရင်းနိုင်တယ်။တနရူးမဟာ Manchester United မှာမဟုတ်ဘူး။ PSG ကနေပြောင်းနိုင်ကြီးကခဲနေတယ်ဒါလာစာကန်တာကြည့်ရင်ဒါပေမဲ့တခြားတစ်ဖက်ကကျွန်တော်ကြည့်ရင ဒေနရူမဟာ PSG ကနေပြီးတော့ထွက်ချင်ထွက်သင့်နေပြီဘာလို့လဲဆိုတော့သူ့အတွက်စိန်ခေါ်မှုတွေက PSG နဲ့ပြင်သစ်လီဂူမှာမရှိတော့ဘူး PSG ရဲ့တမိုင်းတစ်လျှောက်မှာမရဘူးဆိုတဲ့ချန်ပီယံလိဂ်ဖလားကိုသူရပြီးသွားပြီအဓိကအခန်းကဏ္ဍကနေကိုသူယူပြထားတာเนาะယူပြထားတာဒါပြင်အဲ့ဒီမတိုင်ခင်မှာသလို့ရှိနေပဲဒါထားပါတော့ဗျာသူ့အနေနဲ့ပြည်တွင်းလိဂ်တွေတော့ဒါပြင်သစ်လီဂူဖလားရတာတို့ပြည်တွင်းလိဂ်လီပါဒါတွေကကျွန်တော်မိလိုက်လို့ရပြီဒါတွေကဘယ်ကစားသမားဘယ်သူမဆို တက်တောင်းတတရနိုင်နေတဲ့အရာတွေကစားမားတယောက်အတွက်စိန်ခေါ်မှုတွေရှိမနေဘူးစိန်ခေါ်မှုတွေရှိတာကခုနကပြောတဲ့ Champions League ပဲ Champions League ဥရောပပြိုင်ပွဲတွေမှာ तू ကိုကိုတိုင်ကိုကကစားမားဘောမှာ तू မရယူဘူးကိုဆိုတော့အဲ့ဒါကိုလည်း तू ယူပြီးသွားပြီဆိုတော့ဒနာရူမအတွက်ပြင်သစ်လီကူ PSG အတင်မှာဆက်နေစရာအကြောင်းကမရှိတော့ဘူးတကယ်တမ်းတွေးကြည့်အာမင်း Champions League မြန်တစ်လုံးရပြီးနှလုံးရဖို့ဂျူးပန်းမှာပေါ့နှလုံးရပြီးသုံးလုံးရဖို့ဂျူးပန်းမှာပေါ့သူတို့ပြောကောင်းပြောနိုင်တယ် ပီအက်ဂျီက club world cup ကမ်းမယ်ထင်ပါတယ်အဲကြလို့ရှင်လည်းပဲသူတို့အနေနဲ့ဒါ club world cup တွေပြုရှင်ကျွန်တော်ဒါအဲ super cup တွေတော့ကျန်သေးတာပေါ့လေဒါပေမဲ့လို့အဲ့ဒါတွေပြီးရင်ပြောတာဒါကျွန်တော်တို့ကြည့်ရင်ဟို PSG မှာရှိတဲ့ကစားမတယောက်အတွက်ပေါ့နော်နောက်ထပ် Champions League တွေထပ်ယူခြင်းနဲ့ကွာဆိုရင်တော့ဆက်နေမဟုတ်ဘူးဆိုလို့ရှင်တော့အသင်းပြောင်းသင့်နေပြီဒါကိုဒီမှမဟုတ်ဘူးတခြားဘယ်ကလပ်အသင်းကိုပဲဖြစ်ဖြစ်ပြောင်းသင့်နေပြီပေါ့နော် ဒါကစားမဘက်ကသာ challenge ပိုင်းနဲ့ပတ်သက်လို့ဒါစဉ်းစားကြည့်တာပေါ့ဗျာ။ဒါကြောင့်လည်းပဲဒီအပြောင်းရွှေ့ဟာကိုရီနဲ့မှမဟုတ်တခြားပေသိမ်းပဲဖြစ်ဖြစ်သူပြောင်းမယ်ဆိုရင်ပြောင်းနိုင်ကြီးများတယ်။ပြောင်းရမယ့်အကြောင်းရင်းတွေရှိတယ်လို့ကျွန်တော်ပြောတာ။ဆိုတော့ကိုရီယူနိုက်တက်ကိုပြောင်းလာနိုင်သလားပေါ့။ဘာမှတော့ရန်လုံးပြပြောလို့မရဘူးဆိုပေမဲ့လို့ယူနိုက်တက်မှာကျွန်တော်ဘယ်တော့ဒီကစားမဖြစ်သူကိုခေါ်ဖို့ကတော့အင်မတန်ဖြစ်နိုင်ကြီးကထင်တာထက်ပိုပြီးတော့နည်းတယ်။ဒီနေရာမှာအကြောင်းရင်းနှစ်ခုရှိပါတယ်။နံပါတ်1က ဒီ Atletico ဘာလို့ကပေါ့နော် report လုတ်ပြီးသားဖော်ပြထားပြီးသား Manchester United ဟာသူတို့အနေနဲ့ဒီ Donnarumma ကိုနောက်ကျကျွန်တော်တို့က Donnarumma ကိုခေါ်မှမဟုတ်ဘူးနောက်ထပ်ဂူသမားတစ်ယောက်ကိုခေါ်ဖို့ဆိုရင် number 1 Andre Onana ကိုလက်လွတ်မှကျွန်တော်ရမယ်ဆိုတော့ LG Bayerna ကိုလက်လွတ်တာတွေဘာတွေကကျွန်တော်တို့အနေနဲ့အထက်အတွက်မှမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ Bayerna ကိုလက်လွတ်ရင်နောက်ထပ် second choice keeper တစ်ယောက်နဲ့ကျွန်တော်ကပြန်အစားထိုးမှာเนาะပြန်အစားထိုးမှာအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က ဦးနန္ဒာကိုရောင်းရောင်းပြီးမှကျွန်တော်တို့နေတယ်ဗောနော်ဂူဒမာကောင်တယောက်နဲ့ပြန်အစားတို့မှာဦးနန္ဒာဆက်ရှိသူရဲ့ဘဲဂူဒမာမှန်ရောက်လာဖို့မရှိဘူး first line နဲ့နေရာမှာဆိုတော့ quality ဂူဒမာတွေဦးနန္ဒာမထွက်သေးရေကျွန်တော်ရောက်လာဖို့မရှိဘူးဒီတော့ကျွန်တော်ဗောနော်ဒိုနယ်ရူမာကိုခေါ်ဖို့ဆိုတာကကျွန်တော်တို့နေတဲ့အမ်ဘူမိုးရဲ့အပြောင်းအရွှေ့ပြီးမှားတော့နော်နောက်ထပ်တိုက်စစ်မှုတယောက်အပြောင်းအရွှေ့ပြီးမှားနောက်ထပ်ကွန်းလယ်တယောက်အပြောင်းအရွှေ့ပြီးမှားအဲ့ဒါတွေပြီးမှကျွန်တော်မျှော်လင့်လို့ရမှာဆိုတော့အဲ့ဒါကိုကြည့်ရင်ဂိုဒမအချီနေဖြစ်မြောက်လာဖို့ကအင်ပဒန်ခဲရင်းနဲ့ မန်ချက်စတာစီးတီးတို့ဘာလို့ကဘက်ကခေါ်ကျင်နေဆိုလို့ကျင်တော့သူပိုင်ပါသွားမှာမို့လေအဲမျိုးလိုကိုရီအတင်းအတွက်ဆိုလို့ကျင်တော့ဘောနော်ဖြစ်နိုင်ကြီးအပြောင်းရွှေ့ဟာတတော်ကိုအလံဝေးပါသေးတယ်နော်ဆိုတော့အလံဝေးသေးတယ်ဒါအင်္ဂလန်ကိုပြောင်းကျင်နေဆိုမျိုးလိုအင်္ဂလန်မှာကိုတီတင်းနေရှိတာမှမဟုတ်တာနော်ဆိုတော့ခေါ်ကျင်ရမှာပဲဆိုယူနိုက်တက်အတွက်ကတော့ဘာအော်ဖာပေးနိုင်မှာလဲဆိုတဲ့ပုံမှာမူတီတယ်ကိုရီခေါ်ကျင်နေဆိုရင် PSG လိုအတင်းမျိုးမှာလာစာကလည်းအများကြီးရတယ်ချန်ပီယံလိကလည်းရပြီးသွားပြီအဲ့လိုနေရာကနေပြီးတော့အဆင့်15နဲ့ရာသီတင်းခဲ့တယ် ဒုက္ခလာစာတွေကိုလည်းကျွန်တော်အတင်းကလျှော့နေတယ်။เนาะအဲ့လိုအခြေအနေမျိုးရှိတဲ့အတင်းကိုဒီကုသမပြောင်းပါမလား။ဒါတော့ကျွန်တော်မသေးကြဘူးပေါ့နော်လက်ရှိအခြေအနေမှာတော့ဒါကြောင့်ဒနရူမားနဲ့ပတ်သက်တဲ့သတင်းတွေကတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်ပြည်သက်တွေတော့စိတ်ဒါလှုပ်ရှားစရာပေါ့လေ။တိုးတော်တကယ်ထိရောက်တဲ့အပြောင်းအရွှေ့လို့ဘုကတော့ခိုင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒီကုရရောဘယ်လိုမြင်ကြလဲ။ဒနရူမားကိုအတင်းကရအောင်ခေါ်ဖို့ကြိုးပမ်းနိုင်လိမ့်မယ်လို့ထင်ကြလား။ဆွေးနွေးကြပါဦးပေါ့နော်။ဆိုတော့ကိုအတင်းရဲ့အခြေအနေကြောင့်ခေါ်ဖို့အတွက်ရနိုင်ကြီးဟာ ြောစရာစကားတွေကျွန်တော်ဖြစ်လာတယ်ပေါ့နော်နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်ကက်ဆမီရူနဲ့ပေါ့နော်ဟိုကျွန်တော်ပတ်သက်လို့ပေါ့လေကက်ဆမီရူက MOR ရဲ့ယုံကြည်မှုကိုပြန်ရဖို့အတွက်ပေါ့နော်ဒါအင်မတန်အရေးပါခဲ့တယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့သူကတော့ဒီနှစ်ကကျွန်တော်ကစားသမားဘဝတစ်လျှောက်မှာအရေးပါဆုံးနှစ်တွေတွေကတစ်နှစ်ဖြစ်ခဲ့တယ်ပေါ့အရေးပါဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော်အရန်ကုန်ကိုဇက်တိုက်ဆိုလို့ရောက်သွားတယ်ပွဲကစားကွင်းတွေလုံးဝမရဘူးကျွန်တော်ဆိုတော့ ဟိုဒါပေမဲ့လို့ပေါ့နော်ပွဲကစားခွင့်နေပွဲထွက်ခွင့်နေမရလို့ဆိုပြီးတော့သူအလုပ်ကျိုးစားတာတွေမရက်တန်းခဲ့ဘူးပေါ့နော်ပြန်ကစားခွင့်နေရလာတဲ့ဒါဟာသူ့အတွက်တော့ကြီးမားတဲ့အောင်မြင်မှုတစ်ခုပဲပေါ့လူတိုင်းကတော့ဗျာစူပလာတွေအကြောင်းအောင်ပွဲတွေအကြောင်းကိုကျွန်တော်ပြောကြင်ညာဆိုကြင်ညာတယ်ဒါပေမဲ့လို့ကိုမကစားရတဲ့အချိန်ကစပြီးတော့ကိုစွန်းဆောင်မှုကို အားမရတဲ့နီးပြားတယောက်ရဲ့စိတ်ကိုပြောင်းလဲနိုင်တာကလည်းအများကြီးအရေးပါတယ်ပေါ့နော်နီးပြားကတော့အစတုန်းကတော့ကျွန်တော်တို့ကိုအားကိုးရမယ်မထင်ခဲ့ပြီမဲ့တော့အခုကတော့ ျွန်တော်ကိုသူအင်မတန်ချီးကျူးနေပါပြီဆိုပြီးတော့ကက်စမဲရိုကကျွန်တော်ပြောထားတယ်။ညနေဖဲဖြစ်ဖြစ်တွေးရလို့ရှိရင်တော့ကက်စမဲရိုကအများကြီးပြောင်းလဲနိုင်ခဲ့တဲ့နေရာမှာပါတယ်။ဒါတောင်တော့ဘယ်လိုပြီးခဲ့တဲ့ယာတီမှာဆိုရင်ဗျဒီနိပြအဲရစ်တန်ကကိုကျွန်တော်လက်လွတ်အပြီးမှာအမ်မိုရင်ရောက်လာတယ်။အမ်မိုရင်ရဲ့လက်အောက်မှာအင်ဂျူရီပြဿနာတချို့ကြုံလာရဲ့ကစားဖို့အတွက်ပေါ့နော်ကစားမကတကယ်ကောင်းတဲ့ performance ကြီးမပြနိုင်နိုင်ရင်အမ်မိုရင်ကကက်စမဲရိုကိုဘယ်လို့မှမတွုံဘူး။အရန်ကုန်မှကြီးပဲရဲ့ မဲ့သူ့ကိုဖြေးဖြေးချင်းနဲ့သူစတုံးလာရောတကယ်ကောင်းတဲ့ကက်စမဲတွေကိုကျွန်တော်ပြင်မြင်ရတယ်။အခုဆိုလို့ရှိရင်ပေါ့နော်ဥကာတီထက်တော်မှာကျွန်တော်ကွင်းလေးမှာအားကိုးနေရပြီဗျာ။ဒါကက်စမဲတို့ပြောသလိုပဲဒါသူ့ရဲ့ကစားမဘွားအတွက်အလှက်ကြီးမားတဲ့အလှက်ပြောင်းတစ်ခုပါ။အောင်မြင်မှုတစ်ခုဗျာ။နီးပြားကဘက်ဒော့မန်မယုံကြည်တဲ့ကစားမတယောက်ဖြစ်ခါနေပြီးတော့တန်း90တန်းကစားမတွေကိုကြော်နော်လူတိုင်းအားကိုးရမယ်ထင်တဲ့ကစားမတွေကိုကြော်ပြီးတော့နေရာရနေတာ။ ဒါကြောင့်မနော်ကက်စမီရူရဲ့အနာဂတ်ကတော့ဘာလို့ဆက်ဖြစ်လာမယ်မသိပေမဲ့သူကတော့ဒီလိုပြောထားတယ်ပေါ့လေကျွန်တော်ကတော့ပြီးခဲ့တဲ့ရာသီကပရီးမီးယားလိမှာအတင်းအတွက်နော်ကက်စမီရူကကောင်းခဲ့တယ်ဆိုတာမှန်တယ်အမ်ဘိုရီယန်လက်အောက်မှာကစားကွင်းရတာတွေပို့ပြီးတော့များလာတယ်ဆိုတာမှန်တယ်ဒါပေမဲ့လို့ဒီလောက်နဲ့ကျွန်တော်ကြည်နေလို့မရဘူးမနော်ကက်စမီရူကိုလက်လွတ်ပြီးတော့ကိုကောင်းတဲ့ကစားမတယောက်ပိုအသက်ငယ်တဲ့ကစားမတယောက်ကိုရအောင်ကျွန်တော်ဟော်နိုင်မှကျွန်တော်ရမယ်မဟုတ်လို့ရှင်တော့အတင်းအတွက်ကတော့ဘလူးမန်းကိုကျွန်တော်တွေ့ဘူးနောက်ဆိုတော့ညီကလေးနေရော ။ SME တို့ကိုဒီညွာဒီပြောင်းရှင်မှာရောင်းချနိုင်မယ်ထင်ကြလား။နောက်ထပ်ကွင်းလင်မှာရောဘိတ်ဆာမာရီနဲ့အစားထိုးနိုင်မယ်ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများဒီမှာလေး။